ဒီကိုရအောင်မဲ့မင်္ဂလာပါခင်ဗျာဘာမကိတ်ကနေချိုးဆိုပါရယ်ကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ဆိုရင်ပရီးမီးယားလိချန်ပီယံတိုက်ပွဲအတွက်အဆုံးဖြတ်ပွဲတစ်ပွဲအနေနဲ့ကစားမဲ့ Chelsea နဲ့ Arsenal ပွဲမှာ Chelsea နဲ့တွေ့တိုင်းပြက်ပြက်တသားအသာရနေတဲ့မှတ်တမ်းတွေကြောင့် Arsenal မရှုံးနိုင်တဲ့ဘက်ကလေးပေးမှုတွေတိတိတသားမြင့်တက်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာဆနယ်ဟာချဲစီကွင်းဖြစ်တဲ့ Stamford Bridge ကိုနောက်ဆုံးလာကစားခဲ့တဲ့6ပွဲမှာ3ပွဲနိုင်3ပွဲတည်းရေကစားထားနိုင်တယ်လို့ချဲစီဟာအာဆနယ်နဲ့နောက်ဆုံးတွေ့ခဲ့တဲ့အိမ်ကွင်းအဝေးကွင်းဆက်တဲ့ပွဲမှာတပွဲပဲအနိုင်ရခဲ့တဲ့အထိကိုစိုးရတဲ့အမှတ်တမ်းတွေရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်အာဆနယ်ဟာပရီးမီးယားလိအမှတ်ပေးစရာကိုဦးဆောင်နေချိန်မှာ2003ခုနှစ်2004ခုနှစ်နဲ့2009ခုနှစ်နဲ့2024ခုနှစ်တွေမှာချဲစီနဲ့တွေ့ဆုံခဲ့တဲ့ပွဲတိုင်းကိုအနိုင်ရခဲ့ပြီး2024ခုနှစ်တုန်းကဆိုရင် ငါးဂိုးဂိုးမရှိနဲ့ပြက်ပြက်တတအနိုင်ရခဲ့တာပါလက်ရှိချိန်မှာတော့အာဆင်နယ်ကအမတ်ပေးစရာကိုဥဆောင်ထားပြီးချဲစီနဲ့တွေ့ဆုံနေတာဖြစ်တယ်လို့အာဆင်နယ်ဟာပြိုင်ပွဲအရရက်မှာနောက်ဆုံးကစားခဲ့တဲ့16ပွဲစတိုက်ရှုံးပွဲမရှိကစားထားတာကြောင့်မလို့ချဲစီနဲ့ပွဲမှာအာဆင်နယ်မရှုံးနိုင်ဘူးဆိုတဲ့အလေးပေးမှုတွေမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာတရားကြောင့်မလို့ကာလာရှိအနားယူနေရတဲ့နောက်ခံလူလီဆန်ဒရိုမာတီနက်စာခရစ္စတယ်ပဲလစ်နဲ့ကစားရမယ့်ပွဲမှာမန်ယူအတွက်ပြန်ကစားနိုင်တော့မယ်လို့မန်ယူနီးပြအင်မိုရင်ကအတည်ပြုခဲ့ပါတယ် ဆဲလာကျော်အနာယူခဲ့ရတဲ့အလီဆန်ဒရိုမာတီနက်စာကြန့်ခိုင်မှုပြေဝပြီဖြစ်တာကြောင့်မလို့ပွဲထွက်လူစည်းရင်းမှာပါဝင်ဖို့မသေးချပါပဲ။အရန်လူစည်းရင်းမှာပါဝင်မှာဖြစ်တယ်လို့အေမိုရင်ကပြောကြားခဲ့တာပါ။ခရစ်စတယ်ဘဲလစ်နဲ့ကစားရမယ့်မန်ယူအသင်းမှာတိုက်စစ်မှုတွေဖြစ်တဲ့ရှက်စ်ကိုနဲ့ကုညာနောက်ခံလူမက်ကွာယာတို့ဒဏ်ရာပြဿနာတွေကြောင့်ကစားနိုင်မှာမဟုတ်ဘူးလို့လည်း အမိုရင်ကပြောကြားခဲ့ပါတယ်။လီဆန်ဒရိုမာတီနက်စ်ကတရားပြောက်ကွင်းသွားပြီးတဲ့နောက်မှာအသင်းအတွက်အင်ပြေအားပြေနဲ့ကစားနိုင်အောင်အချိန်ယူကြိုးပမ်းခဲ့တယ်လို့အသင်းအတွက်အကောင်းဆုံးကစားပေးနိုင်အောင်လည်းစူးစမ်းသွားမယ်လို့ပြောကြားခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ကိုဘယ်မာကလည်းအာဆင်နယ်နဲ့ပွဲမှာချက်စီအတွက်ပြန်ကစားနိုင်တော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒဏ်ရာကြောင့်မလို့၃လနီးပါးအနားယူခဲ့ရတဲ့တိုက်စစ်မှုကိုဘယ်မာဟာအာဆင်နယ်နဲ့အင်ကွင်းမှာကစားရမယ်ပွဲစဉ်မှာအသင်းအတွက်ပြန်ကစားနိုင်မယ်လို့ချက်စီနီးပြမာရက်စကာကပြောခဲ့ပါဗျ ကိုယ့်ဘက်မှာဒီယာဒီမှာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့သူဖြစ်ပြီးမန်ယူကိုရှုံးခဲ့တဲ့ပွဲမှာရခဲ့တဲ့ဒဏ်ရာတက်တာသွားချိန်မှာအိမ်မှာနေရင်မတော်တဆခလုတ်တိုက်ပြီလို့ခြေချောင်းယိုးအက်ကွဲသွားတဲ့ဒဏ်ရာထက်ရသွားတာကြောင့်အနာယူခဲ့ရတာဖြစ်ပါတယ်မာရစတာကကိုယ့်ဘက်မှာဟာကြံ့ခိုင်မှုအပိုင်းမှာပွဲထွက်ကစားနိုင်တဲ့ချက်ခိုင်မှုမျိုးရနေပြီဖြစ်တယ်လို့လိုအပ်ချက်အရပွဲထွက်ကစားတာပဲဖြစ်ဖြစ်လူစားဝင်ကစားတာပဲဖြစ်ဖြစ်ကစားမှာဖြစ်တယ်လို့ပြောခဲ့တာပါချက်စီကအိမ်ကွင်းမှာအာဆင်နယ်ကို6နှစ်ဆက်တိုက်အနိုင်မရပဲ၃ပွဲတည်ရ၃ပွဲရှုံးရလက်ပဲပိုင်ဆိုင်ခဲ့တာကြောင့်မလို့ ဒီပွဲမှာကိုးပယ်မာလို့ကစားသမားပြန်ကစားနိုင်ဖို့ရှိနေတာကအာဆင်နယ်နဲ့တွေ့တဲ့ပွဲစဉ်တွေမှာနိုင်ပွဲပြောင်းနေတာကိုအဆုံးသတ်ဖို့တွန်းအားတရက်ဖြစ်စေခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။ဖီအာရီကိုကျော်လွှားနိုင်ဖို့အတွက်ရလက်ကောင်းတွေကိုယူပေးမယ်လို့လီဗာပူးနီးပြပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လီဗာပူးနီးပြအာနီစလော့ကဖီအာရီကိုကျော်ဖြတ်နိုင်ဖို့အတွက်ရလက်ကောင်းတွေယူနိုင်အောင်အဘက်ဘက်ကအကောင်းဆုံးပြင်ဆင်နေပြီလို့ပြောခဲ့ပါတယ်။လီဗာပူးဟာနောက်ဆုံးကစားခဲ့တဲ့၃ပွဲဆက်ရှုံးနိမ့်ထားတယ်လို့ တိုင်ပွဲအရရက်မှာနောက်ဆုံးကစားခဲ့တဲ့12ပွဲမှာ9ပွဲအထိကိုရှုံးနိမ့်ထားတာကြောင့်မလို့အာနီစလော့ဟာပရီးမီးယားလိဂါထုတ်ပယ်ခံရနိုင်ခြင်းအမြင့်ဆုံးနီးပြအဖြစ်ကိုရောက်ရှိနေတာပါအာနီစလော့ကလီဗာပူးလိုထိပ်သန်းအသင်းတွေကိုကင်တွယ်ရတဲ့နီးပြတိုင်းအတွက်ဖိအားဆိုတာအများအမ်းရှိပါတယ်ပြီးခဲ့တဲ့ဘောလုံးညာဒီကပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အတွက်ဖိအားတွေရင်ဆိုင်ခဲ့ရပေမဲ့ရှုံးပွဲတွေအများကြီးကြုံလိုက်ရတာကြောင့်ကျွန်တော်တို့ကြုံနေရတဲ့ဖိအားကပိုပြင်းထန်ပါတယ် ဒါတွေကကျွန်တော်မျှော်လင့်ထားပြီးသားအရာတွေဖြစ်တာကြောင့်ဖိအားတွေရှော့ချနိုင်ဖို့အတွက်နိုင်ပွဲတွေယူနိုင်အောင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမကိတ်ကနေပြီးညီကိုတို့အားလုံးတဆူစီပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီပုံမှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမကိတ်ရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကို like and share လုပ်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ